အားလုံးပဲမင်္ဂလာပါမစ္စတာဘောချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီဗီဒီယိုမှာသင်ခန်းကြီးတွေကိုပြန်လည်ရပါချန်နယ်ချောင်းအားလေးကတော့ Messenger မှာကိုကျိုင်းတဲ့တဲ့သင်းတွေကို Messenger ဒီ window အတန်ဖြစ်ပေါ်တော့ထည့်သွင်းတော်လို့ရတဲ့နေ့တွေကိုဒီဗီဒီယိုမှာပြန်လည်ရပါသားပဲဖြစ်ပါတယ်အဲ့တော့ပြုလို့ဝယ်ရန်အတွက်ကိုယ့်ရဲ့ဖုန်းထဲမှာတော့ဒီကိုအသုံးပြုချင်တဲ့သင်းတွေတော့ကိုဖုန်းထဲမှာရှိထားပါတော့เนาะအဲ့ဒီသင်းတွေကိုကဒီ Messenger မှာဒီဖုန်းခေါ်လို့ရှိရင်ပေါ့เนาะအဲ့ဒီအတန်ကိုလာအောင်ပြုထည့်ရမယ်ဆိုတော့ကျွန်တော်ပြပေးသားမှာဖြစ်ပါတယ်ပေါ့เนาะ โอเคဒါဆိုလို့ရှိရင်ကျွန်တော်ပြုတ်လို့ပြန်တက်ကတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတယ်ပေါ့เนาะကျွန်တော်ဒီအဲ file နဲ့တိတ်တဲ့ app တွေရှိပါတယ်ပေါ့เนาะဖုန်းထဲမှာရှိပါတယ်ပေါ့เนาะအဲ့ဒီ software တွေကဘာလို့ဆိုလို့ရှိဒီ file လို့ခေါ်တာပေါ့เนาะ file memory card ပေါ့เนาะဒီ file ဆိုတဲ့ဒီ software တွေရှိပါတယ်ပေါ့เนาะအဲ့ဒီ software တွေတာပြီးတော့မှကျွန်တော်တို့ကဝင်ပြီးတော့တော်လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဖုန်းထဲကိုကျွန်တော်အဲ့ software တွေချက်ဝင်သားပြလိုက်ပါเนาะ okay we voice ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့အဲတချင်းရထည့်ထားတဲ့နေရာကတော့ဒီမှာเนาะ audio တက်ပါလေပါเนาะ ထို့ကြောင့်တော့ဒီ music လို့ပြောတာပေါ့နော် အများအားဖြင့်တော့ဒီညမှာ audio ဆိုတဲ့ဟာတွေတွေ့ပါလိမ့်မယ်နော်ဒီ audio ဆိုတဲ့အချက်ဝင်တာပြရဖြစ်ပါတယ်တစ်ချက်ဝင်တာပြလိုက်ပါ Okay view ဆိုလို့ရှိရင်ကျွန်တော်တို့ပြလို့ချင်တဲ့ဒီသင်းအိုဒီမှာ live ချက်ပြရဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကဒီမှာညီလေးသင်းပေါ့နော်မျိုးလေးသင်းကိုကျွန်တော်လုပ်လုပ်ပြီးတော့ပြပေးပါမယ်နော်ကျွန်တော်အဲ့ဒီအချင်းကိုကျွန်တော်ချက်ကျွန်တော်ဖိထားပေးလိုက်ပါမယ်နော် အဲကိုရိုက်ရိုက်တဲ့သချင်းကိုဒီမှာလာပြီးတော့မှဖိပြီးတော့မှကျွန်တော်တို့ထားပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်တော့အပေါ်ပါတွေ့ပါလိမ့်မယ်နော်အဆက်သက်သက်တစ်ချက်နှိပ်ပေးလိုက်ပါနော်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ copy 2တွေ့ပါလိမ့်မယ်နော် copy 2ဆိုဒါလေးကိုတစ်ချက်နှိပ်ပေးရဖြစ်ပါတယ်မှတ်ချက်နှိပ်ပေးလိုက်ပါပြီးရင်တော့ဒီနေရာမှာကျွန်တော်တို့က internet store တွေ့ပါလိမ့်မယ်နော်ပြီးရင် sd card ဆိုတဲ့နှမျိုးတွေ့ပါလိမ့်မယ်နော်ကျွန်တော်တို့ထည့်ရမှာကတော့ဒီ sd card ဆိုတဲ့နေရာလေးချက်ဝင်ပြီးထည့်ပေးရဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာအချက်ထည့်ပေးလိုက်ပါ ဒီ SC ကတ်ဆွေးနွေးတဲ့ချက်နဲ့ပြရဖြစ်ပါတယ်တစ်ချက်နဲ့ဥစားပေးလိုက်ပါ Okay ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကအပေါ်ဆွေးတင်ပြီးတော့မှကျွန်တော်ဒီညမှာဒီ ringtone ဆွေးနွေးတဲ့ချက်ဝင်တာပြရဖြစ်ပါတယ်ပေါ့နော်ဒီညမှာတွေ့ပါလိမ့်မယ်နော်ဒီ ringtone နဲ့ဆွေးနွေးတဲ့ချက်ပြီးတစ်ချက်နဲ့ပြရဖြစ်ပါတယ်ချက်ဝင်တာပေးလိုက်ပါ okay ဒီနံပါတ်ရောက်ပြီဆိုလို့ရှိရင်ဒီညမှာကျွန်တော်က copy here တွေ့ပါလိမ့်မယ်နော်ဒီမှာတစ်ချက်နှိပ်ပေးရဖြစ်ပါတယ်မှာတစ်ချက်နှိပ်ပေးလိုက်ပါနော် ဒါဆိုလို့ရှိရင်တော့ဒီ ring tone ဆွဲနေရလဲကိုထည့်ဖို့ပေါ့နော်ကျွန်တော်တို့ခုနကချင်းကိုထည့်ပြီးဖြစ်ပါတယ်ပေါ့နော်ဒီနံမှာအရင်ကလက်ထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ကဲဒီနံမှာကျွန်တော် ring tone ဆိုတဲ့ file မရှိဘူးဆိုလို့ရှိရင်ကျွန်တော် file သစ်ထည့်လို့ရေးပြီးထည့်လို့ရပါတယ်ပေါ့နော်ကျွန်တော် file သစ်သွားပြီးတော့မှရေးပြီးထည့်ထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပေးလိုက်ပါဘောနော်မရှိရင်ပြောတာပါဘောနော်ဒါတော့ရှိရဆိုလို့ရှိရင်တော့ထည့်ကြမလို့ပါဘူးဘောနော်အဲ့တော့ကိုကဒီနေ့မှာ memory card မသုံးဆိုလို့ရှိရင်ဘာမှမဖြစ်ပါဘူးဘောနော် memory card မသုံးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ internet storage ဝင်ပြီးတော့မှ file သစ် ရေးထည့်ပေးလို့ရပါတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ memory ကမတော်လို့အတွက်ပဲပြ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 နော်ဒီမှာ schedule ကိုနေပြီးတော့မှဖြည့်ပြီးတော့မှကြောက်ထားပြလိုက်ပါနော်ပြီးရင်နော်ဒီနေရာမှာ access to ချက်ပြနေပြလိုက်ပါနော် access to နေပြီးတော့မှ copy to ဆိုတဲ့ချက်နေသွားလိုက်ပါပြီးရင်နော်ဒီနေရာမှာ internet storage ပါလိမ့်မယ်နော်ဒီချက်နေပြရဖြစ်ပါတယ်ပေါ့နော်ဒီနေရာဆိုလို့ရှိရင်တော့ခုန window ဆိုတဲ့ချက်ရှာလိုက်ပါနော်ကျွန်တော်ချက်ရှာပြလိုက်ပါ ဒီညမှာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဖိုင်သိရေးပြရဖြစ်ပါတယ်ပေါ့နော်ကျွန်တော် rain tone ဆိုတဲ့ဖိုင်ကိုဒီမှာရေးရရပါတယ်ပေါ့နော် address new file တွေပါလဲပေါ့ဗျာဆက်နေပြလိုက်ပါဒီညမှာကိုကအာ rain tone ကြီးရတာပေါ့နော် rain tone ဆိုတဲ့ခြံကြီးပြလိုက်ပါနော်ပြီးရင်ကျွန်တော်ဒီမှာဒီ copy to folder ဆက်နေပြလိုက်ပါနော် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကထည့်တဲ့ file လေးကိုပေါ့နော်ကျွန်တော်ဝင်စားဖြစ်ပါတယ်ပေါ့နော် ဒါတော့ memory card မသုံးတဲ့သူတကြောပြပေးတာပေါ့နော်အဲဒီ memory card သုံးတဲ့လူဆိုလို့ရှိရင်တော့ redo ကပါပေးတာဖြစ်ပါတယ်ပေါ့နော်ဖုန်းနံပါတ်ဒီ memory card မှာသူကထည့်ပေးပေးတာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဒီဒီ sc card ကိုထည့်ပေးပြီးဆိုလို့ရှိရင်တော့ find သိမ်းပြီးဆိုလို့ရှိရင်တော့ကျွန်တော် messenger ကိုတွားမယ်เนาะကျွန်တော် messenger ကိုကျွန်တော်ချက်တွားပေးလိုက်ပါ messenger ချက်ဝင်သားပေးလိုက်ပါเนาะပြီးရင်တော့ဒီ update အနေနဲ့ကျွန်တော်ပြပေးပါเนาะကျွန်တော်ဒီမှာ menu ကိုချက်တွားပေးလိုက်ပါเนาะ မင်းနေကြွားပြီဆိုလို့ရှိရင်ဒီနေ့မှာစတင်နေကိုတားပြရမှာဖြစ်ပါတယ်စတင်နေဝင်သားပြလိုက်ပါ okay ပြီးဆိုရှင်ကျွန်တော်အပေါ်ဆွဲတင်ပြီးတော့မှာဒီနံပါတ် notification and စောင့်တွေ့ပါလိမ့်မယ်တော့ချက်နေပြရဖြစ်ပါတယ်ချက်နေပြလိုက်ပါနော် okay ပြီးပြီဆိုလို့ရှင်ကျွန်တော်အပေါ်ဆွဲနေပြီးတော့မှာဒီနံပါတ် window တွေ့ပါလိမ့်မယ်နော် window နေနေရာချက်ဝင်သားပြရဖြစ်ပါဒါကျွန်တော်ထည့်ပြသားပါနော် window နေရာချက်ဝင်သားပြလိုက်ပါပြီးဆိုရင်ကျွန်တော်ခုနကကျွန်တော်ထည့်တဲ့တခြင်းပါနော်ဒါဒီအောက်မှာရှိပါလိမ့်ပါနော်အောက်မှာတွေ့ပါလိမ့်ပါနော်ချက်နေပြရဖြစ်ပါတယ်ပါနော် ရှင်းနေပေးသွားလိုက်ပါဒါဆိုရှင်းရပြီဖြစ်ပါတယ်ဗောနော်အဲ့ဒီဒီမှာနော်ကိုထည့်သရှင်ဒီမှာရောက်ဖြစ်ပါတယ်မနော်ဒါဆိုလို့ရှင် messenger မှာ phone call ရတဲ့ခါကျတော့ကျလို့ရှိရင်ပေါ့နော်ဒီကိုရွေးချယ်တဲ့သရှင်တွေကအတန်ကြာရမှာပဲဖြစ်ပါတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေမျှော်လင့်ပါတယ်ဗီဒီယိုရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ